မင်္ဂလာပါခင်ဗျာကျွန်တော် Map Jun Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေ။အဲဒီနေ့မှာတော့ကျွန်တော် Channel ရနေတင်ဆက်ပေးသွားမှာကပြီးခဲ့တဲ့လ2025 Match လမှာထွက်ခဲ့တဲ့ဂိမ်းတင်လေးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်ဗောနော်။အဲဒီဗီဒီယိုလေးမှာလည်းတချို့ကတော့လုံးဝအစ်စ်လေးတွေဖြစ်ပြီးနိုင်ငံကတော့ကျွန်တော် Before You ဘိုင်းတင်ဆက်ခဲ့ပူတယ်လို့ကြိုပြီးအသိပေးတာလိုက်ပြပါတယ်ခင်ဗျာ။အဲဆိုကျွန်တော်အခုပဲစလိုက်အောင်ဗောနော်။အကြောင်းပြမအောင်ဆုံးတင်ဆက်ပေးမှာကတော့ Assassin's Creed Shadow ဖြစ်တယ်ဗောနော်။ Assassin's Creed Shadow ကလည်း Ubisoft ရဲ့နောက်ဆုံးခင်းဖြစ်ပြီး Match လ20ရာမှာထွက်ခဲ့တာဖြစ်တယ်ပေါ့နော်။ အဲ့သူ့ရဲ့အရှိရာတောက်ရှောက်အခြေအနေမကောင်းခဲ့တဲ့ဂိန်းတုံးဂိန်းဖြစ်တဲ့စကားလန်ဘုံဝမရချော H Defiant ရောရဲ့နောက်မှထွက်ခဲ့တဲ့ဂိန်းဖြစ်လို့အောင်မြင်မှုတကယ်လိုအပ်တဲ့ဂိန်းဖြစ်ပြီးအချက်အလက်တွေရတော့လိုအပ်တဲ့ရောင်းဝါနှုံထီရောင်းဝါတဲ့ဂိန်းလေးဖြစ်တယ်ပေါ့နော်။အဲကျွန်တော်တို့အခုချန် PlayStation Xbox ဂိန်းဆက်တွေနဲ့ PC မှာပဲလောလောဆယ်ထီတော့ကစားလို့ရမယ့်ဂိန်းလေးဖြစ်ပြီး16ရာစုဂျပန်ဒီ Samurai နေ Ninja ရဲ့နောက်ဆုံးကာလဖြစ်တဲ့ Sengoku ကာလကိုအခြေခံတာဖြစ်တယ်ပေါ့နော်။ အဲ့တော့ကဂိမ်းတစ်လျှောက်မှာကာရိုက်တာ၂ယောက်အနေနဲ့ကစားရမှာဖြစ်ပြီးအပြင်မှာတကယ်ရှိခဲ့တဲ့အာဖရိကန်ဆာမူရိုင်းတစ်ယောက်ဖြစ်တဲ့ယိုဆုကဲနဲ့နောက်နင်ဂျာကောင်မလေးတစ်ယောက်ဖြစ်တဲ့နာဝေဆိုတဲ့ကောင်မလေးနေရာဖြစ်တယ်ပေါ့နော်အဲ့သူကနင်ဂျာနဲ့ဆာမူရိုင်းမှုလို့၂ယောက်လုံးက class လုံးဝမတူတယ်လို့ play style ရလဲတည်တသားကွဲပြားအောင်လုပ်နိုင်တာဒီဂိမ်းရဲ့အကောင်းတဲ့အချက်တော်ဖြစ်တယ်ပေါ့နော် ။အဲကျွန်တော်ကိုယ်တိုင်ကလုံးဝမကစားသေးလို့အင်တာနက်ကရှာဖွေကြည့်ကြည့်ချက်အတည်းအရာတော့ဒီ movement ပေါ့နော်။တွားလာရတယ်လှုပ်ရှားမှုပိုင်းကတိတိတသားကောင်းလာတယ်။နှစ်ယောက်လုံးကလည်း play style တိတိတသားကွဲတယ်။ story ကအရင်မဟုတ်ပေမဲ့လက်ခံလို့ရတယ်။ပြီးရင် score ရဆိုလည်းချီးကျူးခံရတဲ့ game လေးတစ်ခုလို့ဖြစ်တယ်ပေါ့နော်။အဲဒါပေမဲ့တကယ် Assassin Creed ကို series like ကစားခဲ့တဲ့ fan အကြီးစားတွေကတော့ဒီလောက်နဲ့မကြေနပ်နိုင်သေးပဲဒီထက်ကောင်းတဲ့ Assassin Creed ကိုလိုချင်ခဲ့တာမဟုတ်လို့ player တစုစီကတော့အနေငယ်ဝေဖန်ခဲ့ရတဲ့ game လေးတော့ဖြစ်တယ်ခင်ဗျာ

ဒီဂိမ်းလေးကလည်းပြီးခဲ့တဲ့လ14ရက်နေ့မှာထွက်ခဲ့တာဖြစ်ပြီး PC နဲ့အရင်မျိုးထက် PS4 နဲ့ Xbox One နောက်ပိုင်းဂိမ်းဆက်တွေအားလုံးမှာကစားလို့ရမယ့်ဂိမ်းလေးဖြစ်တယ်ပေါ့နော်။အဲအဲ့လိုပဲအနောက်အရင် generation မျိုးဆက်တွေပါကစားလို့ရအောင်လုပ်ပေးရတဲ့အတွက်တချို့စမတ်တောင်းသမားတွေဆိုရင်တော့တိတ်မတူတာလေးကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်။အဲပြီးရင်စမတ်တောင်းသမား roster အယောက်300ကျော်တောင်ပါဝင်မှာဖြစ်ပြီး gameplay ဘိုင်းမှာတော့အနေငယ်အသားကျဖို့လိုပေမဲ့အသားကျသွားမှာနော်။မလေးကကျွန်တော်ပေါ်တာနဲ့ဆော့တာကိုကျွန်တော်တကယ်ပထမအဦးဆုံးကြည့်တဲ့အချိန်မှာဆော့လို့ကောင်းတဲ့ဂိမ်းလေးဆိုတာသိခဲ့ရတာဖြစ်တယ်ပေါ့နော်။ အဲ့တချို့ဘဲတွေဥမာ Fatu ရို့လိုနာမည်ကြီးရဲ့ဘဲတွေဆိုရင်တော့တော်တော်တူလာဖြစ်ပြီး My Rice Mode ဆိုရင်လည်းကျွန်တော်တို့က storyline ကအခါခါပြန်ဆော့ရတဲ့ style မျိုးဖြစ်တယ်ပေါ့နော်အဲ့ဒါမဲ့ဟိုလိုပတ်စံပေးပြီးတရားဝင်ဝယ်ယူဖို့ကိုတော့တို့ရဲ့ online mode ကိုတော်တော်ကြိုက်မှတာအကြံပေးချင်တာဖြစ်ပြီး craft version နဲ့တော့မှကျွန်တော်တို့နိုင်စဲနိုင်နိုင်20လောက်တော့ easy လေးရှောက်လို့လို့ကောင်းတဲ့ game လေးတော့ဖြစ်တယ်ပေါ့နော်အပြင်ဘောရာကအခုဖြစ်ပြက်နေတဲ့ Smackdown storyline နေနည်းနည်းအဆက်အသွယ်မပြတ်ရင်ပိုကစားလို့ကောင်းမဲ့ game လေးတစ်ခုတော့လည်းဖြစ်တယ်ခင်ဗျာ vicious right forearm. Uh oh! The end of days. That could end Orton now. အနောက်တစ်ခုကတော့2 point museum ပေါ့နော်အဒီဂိမ်းလေးကလည်းပြီးခဲ့တဲ့လ၄ရက်နေ့မှာထွက်ခဲ့ရတာဖြစ်ပြီးအဓိက main block ကတော့ဒီပြလိုက်ဒီဆောက်ရတာဖြစ်ပြီးအဲကျွန်တော်ကပြလိုက် manager အနေနဲ့ကစားရတာဖြစ်တယ်ပေါ့နော် အခုဆိုရင် major platform တွေအားလုံးမှာကစားလို့ရတဲ့ game တွေဖြစ်ပြီးစေကားဖြန့်ချိခဲ့တာဖြစ်တယ်ပေါ့နော်။အဲပြီးရင်အစ်စ်ထွက်လာတဲ့ Switch 2မှာလည်းကစားလို့ရမယ်လို့သိရတယ်ပေါ့နော်။အဲကျွန်တော်လဲလုံးဝလွတ်သွားတဲ့ဂိမ်းဖြစ်ပြီးအဓိကဂိမ်းပလေးကတော့ဒီပြလိုက်မှထည့်ရမယ်ပစ္စည်းတွေအခန်းတွေနဲ့လာမဲ့ဧည့်သည်တွေရဲ့အကြိုက်ကိုခံမှန်းပြီးစီမံရတာတော့အဓိကဂိမ်းပလေးဖြစ်တယ်ပေါ့နော် ဲကျွန်တော်လုံးဝမကစားဘူးပဲဒီလို ideal scene တွေကိုကြိုက်တဲ့ player တွေရဲ့ comment ဆုံးမှာတော့ဒီမြင်ရတဲ့ rating တွေကကောင်းတဲ့အပြင် IGN တို့ Steam တို့လို့မှာလည်းလူအများကြီးစော့နေတဲ့ game တွေတော့ဖြစ်တယ်ပေါ့နော်ကျွန်တော်နောက်ထပ်တင်ဆက်ပေးမယ့်ဂိမ်းတွေက Steel Hunter ဖြစ်တယ်ပေါ့နော် အဲဒါလေးကတော့အရင်လာမဟုတ်ပဲစီးနေနေခိုးပြီးဒီလာနှစ်ရက်နှစ်ရက်မှာထွက်ခဲ့တဲ့ဂိမ်းလေးကိုတင်ဆက်ပေးလိုက်တာဖြစ်တယ်ပေါ့နော်။အဲသူက free to play ဖြစ်ပြီးလောလောဆယ်မှာတော့ကျွန်တော်အားလေး access ပဲရှိသေးပြီးဒီဆက်ရုပ် hero hunter တွေအနေနဲ့ဒီ PVP PVE လိုမျိုး fight သွားမယ့် game မျိုးဖြစ်တယ်ပေါ့နော်။အဲ PVE မှာတော့ dungeon ဝင်တာတွေ boss strike တာတွေပါမယ်လို့သိရပြီးဒီ PVP မှာတော့နောက်ပိုင်းခေတ်စားနေတဲ့ shooter genre နှစ်ခုဖြစ်တဲ့ battle royale နဲ့ extraction shooter ဆိုတဲ့ဟာမျိုးနှစ်ခုပေါင်းထားတယ်လို့သိရတယ်ပေါ့နော်။ အဲ့အဲ့ဒါကိုမတက်ပါစေအနေနဲ့ကစားရတာဖြစ်ပြီးကျွန်တော် rating ကတော့6ကနေ10ပဲရသေးလို့အရန်အကောင်းကြီးရောမဟုတ်သေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်အပေါ်မှာတင်ဆက်ခဲ့သလိုပဲ free ဖြစ်တဲ့အပြင် early access လည်းရှိသေးတဲ့ game တွေမဟုတ်လို့ပိုကောင်းလာနိုင်ချေရှိတဲ့ game တွေဖြစ်ပြီးစက်ရုပ်တွေနဲ့ fight ရတာကိုခိုက်တဲ့ပေါ်တာတွေအတွက်တော့ဒီ game လေးကလည်းကြီးတဲ့ game တစ်ခုဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်နောက်ဆုံးတင်ဆက်ပေးမှာတော့ split fish ပဲဖြစ်တယ်ပေါ့နော်အဒီ game လေးကကျွန်တော်တော့မိတ်ဆက်ပေးတယ်ကမလို့တော့ပဲကျွန်တော် channel ကြည့်နေကြပေါ့လားဆိုသိမှာဖြစ်ပြီး तू ကလည်းပြီးခဲ့တဲ့6ရက်နေ့ရမှာထွက်ခဲ့တာဖြစ်တယ်ပေါ့နော်အဒီကိုအပ်ဂိမ်းတွေမှာတော့ haze light ရဲ့နောက်ဆုံးအကောင်းဆုံးဂိမ်းတစ်ခုဖြစ်ပြီးဒီ spoiler ရှောင်ပြီးပြောရရင်เนาะစာရေးဆရာမှနှစ်ယောက်ကကျွန်တော်တို့ဒီကိုရေးထားတဲ့ဝတ္ထုတွေလည်းရောက်သွားတာကအခြေခံ plot ဖြစ်တယ်ပေါ့နော် အဲအဲ့ဒါကိုမတီးမိုက်တဲ့ performing session တွေကိုရောဂိမ်းပလေးတွေနဲ့မိုက်တဲ့ cinematic တွေ boss တွေကိုပါထပ်ပေါင်းလာတာဖြစ်ပြီး story ကလည်းတဖြည်းဖြည်းကစားနေနေမှာပေါ်တာတန်ပုံမြင့်လာမှာဖြစ်တယ်ပေါ့နော်အဲ့ဒါထပ်ပိုထူးကြတာကကျွန်တော်ဒီ game ရဲ့ side quest တွေလို့ပြောလို့ရတယ် side story လေးတွေဖြစ်ပြီးတစ်ခုချင်းက theme လုံးဝမတူပဲဘောရအောင်အန်အောစိမ်မှာဖြစ်တယ်ပေါ့နော်အကောင့်ချက်တွေပြောနေနော်ကျွန်တော်ကတကယ်ကြိုက်နေတဲ့ကာလမှုလို့ပြောလို့ကုံမှာမဟုတ်ပဲ player 2ရှိတဲ့ဘောရာရဲ့အတွက်တော့ split fishing ကလုံးဝလွတ်မသွားတဲ့ game လေးတစ်ခုဖြစ်ပါတယ်ခင်ဗျာ ဒါဆိုရင်တော့ဒီနေ့မှကျွန်တော် channel လေးကနေပြီးခဲ့တဲ့လမှာထွက်ခဲ့တဲ့ဂိမ်းတက်လေးတွေအကြောင်းကိုဒီဗီဒီယိုလေးနဲ့တိဆက်ခဲ့ပြီးသွားပြီထင်ပါတယ်ခင်ဗျာအဲ့တော့လည်းကျင်းနေကြမယ်ထင်ပါတယ်ကျွန်တော်စကားပြောရတဲ့မှာလောရတာလွဲဝါတာလေးရှိရင်လည်းသွားကြည့်ထားပြီးနားလည်ပေးသေးကြပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုသွားကြရဆိုရင်တော့ channel လေးကို like and subscribe လုပ်ပေးလို့ရပြီဒါက heavy talk ကိုပြုပါတယ်ခင်ဗျာကျွန်တော်ပတ်စံတိုင်းဗီဒီယိုလေး၅ခုတိဆက်သွားဖို့ကြိုးစားနေပြီတရှိပေးကြရတဲ့ပေါ်ရအားလုံးကိုလည်းအားကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ ဂိမင်းကွန်တက်လေးတွေနဲ့တူကြောပြန်လာခဲ့ပါမယ်နော် Peace